1938ပထမကျောင်းသားတွေ1936ဘောင်ဆန်းတို့ကိုအောင်ဆန်းတို့ပါတဲ့ဒုတိယကျောင်းသားတွေ1938ရန်ကုန်မြို့ဒွိမုံယုံကိုဝိုင်းတည်တဲ့အချိန်မှာကျွန်တော်ချုပ်ပြောမယ်ဗြိတိရှားအစိုးရကမျက်စိပလိတ်တွေကိုလွှတ်လက်ထဲမှာဒုတ်တဲ့အဲ့ဒီဒွိမုံယုံကိုဝိုင်းထားတဲ့တပိတ်ပေါက်တဲ့အကြောင်းကျောင်းသားတွေရိုက်ဆန်းကွာချပြိုခွဲ့ အမှန်ကတပိတ်တားပြီလို့ရုံးတက်မဲ့သူတွေကလာပြီးပြီဗျတပိတ်ကတားထားတော့သူတို့ရုံးမတက်နိုင်တော့တော့အစိုးရရန်လေကြီးကိုတရက်စာရက်တန်လည်းမနေဘူးဟာဆိုတပိတ်ပေါက်ဆန်လာပြတယ်ကြောင်းကြောင်းသားတွေဒါပဲဒါမဲ့အဲ့ဒီဟာကိုယုံသမားတွေပြန်သွားပြီးမှခုနကမင်းစီပလိတ်တွေကရောက်လာပြီးတော့ရိုက်ဟာရိုက်ဟာချောင်းငင်းခေါ်နေနင်းပေါ့အဲ့မှာကောင်းမလေးကျောင်းသူလေးတယောက်ကိုရိုက်မဲ့ကိစ္စမှာခုနကကိုအောင်ကျော်ကဒီလိုလုပ်ပြီးတော့ခိုင်းတယ်အောင်ကျော်ဒီကောင်ကောင်းဆောင်မင်းရိုက် ာထိကုန်ရောနောက်တနေ့သေရောဘိုးအောင်ရောအဲ့ဟာနဲ့အကြောင်းပြုပြီးတော့1936မှာစုပူသွားပြီးတော့1936မှာကိုစင်ကအဓိပတိဖြစ်နေသောဒေါက်တာဘတ်မော်ပြုတ်ကျသွားတယ်အစင်လာရှိတယ်နော်ကျောင်းသားကိုမထီထီသွားလို့ရင်အစိုးရပြုတ်ကျတယ်တမိုင်းစင်လာရှိတယ်မတရားလုပ်တာတွေ